Hello အားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ကွင်းလင်းနဲ့ပတ်သက်ပြီးတော့ Dow Shout Manchester United နဲ့သတင်းတွေထွက်နေတဲ့အနေထားမှာလက်ရှိ Ehila ရဲ့ Portuguese ကွင်းလင်းကစားသမားဖြစ်တဲ့ Ruben Neves နဲ့ပတ်သက်ပြီးတော့သတင်းတွေပြန်ပြီးတော့ထွက်လာပါရစေ။ဆိုတော့ Manchester United ရဲ့ဘက်ကတော့ကျွန်တော်တို့ကွင်းလင်းကစားသမားဖြစ်တဲ့ Ruben Neves ကိုဇန်နဝါရီအပြောင်းအရွှေ့မှာခေါ်ဖို့အတွက်ပေါ့နော်။အစိတ်ဝင်စားမှုတွေပြင်လဲမြင့်တက်လာပြီဖြစ်တယ်ပေါ့။ကစားသမားဖြစ်သူအတွက် United က ပေးရမယ့်တန်ကြီးကလည်းပေါင်18တန်ဝန်းကျင်လောက်ပဲရှိသေးဆိုတော့အသင်းအနေနဲ့ဒီကစားမဖြစ်သူကိုရောက်အောင်ခေါ်ဖို့ကြိုးပမ်းနိုင်စွမ်းရှိတယ်ပေါ့နော်ပေါ်တူဂီလေရွေးစဉ်ကစားမတယောက်လည်းကျွန်တော်ဖြစ်တယ်ပရီးမီးယားလိဂ်မှာလည်းဒါဝူဘန်ဟန်နဲ့အသင်းနဲ့တူကျင်လယ်အတိုင်းအတာတစ်ခုနှစ်ကျင်လယ်ဘူးတယ်ဆိုတဲ့အခါကျတော့ယူနိုက်တက်ရဲ့ကွင်းလယ်မှာဒီကစားမဖြစ်သူကိုအားဖြစ်ဖို့အတွက်သဘောကျနေကြတာပေါ့နော်ဟိုဒါအပြင်ကစားမကဘလိုပြောမလဲစာချုပ်တက်တန်းကလည်းလက်ရှိမှာ6လလောက်ပဲကျန်တော့တယ်ဗျဇန်နဝါရီပြောင်းရွှေ့ကိုရောက်ပြီဆိုတာနဲ့ရူဘင်နီဘက်စ်က စာချုပ်တက်တန်းကုန်မှုက6လလောက်ပဲကျန်တော့တာအဲ့တော့ကစားမဖြစ်သူကိုကျွန်တော် United ရဲ့ဘက်ကခေါ်ကျင်နေပေါ့ဒါအပြင်ဒီချိန်မှာခေါ်မင်းဆိုလို့ရှိရင်လည်းတန်ကြီးကနေတဲ့ခါကျတော့တိုင်းနာတစ်ခုဒီအဆင်ပြေနေတဲ့ပုံစံမျိုးပါဒီရာဒီမှာလည်းသူ sorry pro league မှာရှစ်ပွဲကစားပြီးတော့သူ3ဂိုးသွင်းထားတယ်ပေါ့နော်ဆိုတော့ defensive midfielder 28နှစ်လက်ရှိမှာ28နှစ်ပေါ့နော်28နှစ်ပဲ Ruben Neves ကို Manchester United ကခေါ်ကျင်နေဆိုတော့ညီကတို့ဘယ်လိုမြင်ကြလဲဆိုတော့လက်ရှိ28တန်းလောက်ပဲကျွန်တော်ပြီးရမယ်ပေါ့နော် တခုရှိတာကဒီလို market မျိုးမှာဒီလိုအချိန် transfer market ဒီလိုအချိန်မျိုးမှာဒီလို ruby nibes လို့ကစားမမျိုးကို18တန်းလောက်နေရနိုင်မယ်ဆိုတာကငင်းလို့မကောင်းတဲ့ဈေးမျိုးဖြစ်နေပြီဗျာဒီလားတခုစိတ်ပူစရာရှိတာကလောလောဆယ်သူ portugal လက်ရွေးစင်ဖြစ်တည်တိုင်အောင်ကိုပဲသူ့အနေနဲ့ပေါ့နော်ဒီ arman league လို့ပြောလို့ရတယ်ဗျာဒီလားနော် sorry pro league မှာကစားနေရတာကြားပြီအဲ့တော့ဒီကစားမကိုကျွန်တော် premier league ကိုပြန်ခေါ်လာတဲ့အခါ ဝူပန်ဟန်တန်အမွာတော့ငါလိုမျိုးကျွန်တော်တို့နေပေါ့နော်ဟိုသူလောက်ပြနိုင်ပါဦးမလားပေါ့တို့ကစားမက passing ability အရင်ကောင်းတဲ့ကစားမတစ်ယောက်ဖြစ်တယ် defensive ဘိုင်းတို့အဆင်ပြေတယ်နှီးပြီးမဲ့လေလို့သူ့အနေနဲ့အတိုင်းအတာတစ်ခုဒီ defensive အထိုက်မှာကစားတဲ့ကအဆင်ပြေနိုင်နေပေါ့နော်ဆိုတော့လက်ရှိဟိုကွင်းလင်မှာဆိုလို့ရှိရင်သူ့ကိုကျွန်တော်အားဖြည့်မယ်ဆိုလို့ရှိရင်အတိုင်းအတာတစ်ခုဒီအချိန်ကြီးကောင်းနိုင်တယ်ကက်စမဲလို့လည်းကျွန်တော်နှီးတာပဲ defensive ဘိုင်းမှာတော့ကက်စီယာပူကောင်းတယ်လို့ဖြစ်နေတယ်တူတူနဲ့ passing ဘိုင်းမှာဆိုလို့ရှိရင် rubini bestie တော်တော်ကောင်းနေတယ်မှာပါတယ် အဲဆက်ပီးစတေလေသူကောင်းကောင်းကန်နိုင်စွမ်းရှိတဲ့နေရာမှာပါတယ်ပေါ့နော်ပေါ်တူဂီလိုရေးစင်မှာလည်းကစားနေရတော့ဆိုတော့ sorry brody မှာကစားနေလို့ဆိုပြီးတော့ကျွန်တော်တို့ကဘောင်ဝင်မှုတော့တတ်မှတ်လို့တော့မရဘူးပေါ့နော်ခုနကပြောသလိုပဲကိုသာတန်ကြီးကောင်းကောင်းတက်နိုင်နေဆိုလို့ရှိရင်ဒီထက်ပူကောင်းနေကစားမကိုခေါ်ဖို့သူကျူပန်းကောင်းကျူပန်းနေတယ်တိုးတော်လည်းပဲဇန်နဝါရီပြောင်းရွှေ့မှာငွေအများကြီးသုံးဖို့မရှိတဲ့အချိန်သူတပင်းနွေရာသီပြောင်းရွှေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကကာလိုးစ်ဘာလေးပါအိုက်တမ်မွာတမ်အီလီယာအန်ဒါဆန်ဒီကစားမတွေကိုပူခေါ်ဖို့အာသန်နေတဲ့အချိန်မျိုးမှာဆိုရင်ဗျာ တေချာတာတကူကဒီယာယီဖြည့်ရှင်းချက်အနေနဲ့ပဲဖြစ်ဖြစ်ကျလို့စင်မှာနောက်နေ့ຫນွေမှာအရန်ကုန်အတွက်ပဲကျွန်တော်တို့ဖြစ်ဖြစ်ပေါ့နော်ရူမီနီဘက်ဆိုကစားမမျိုးကတိတ်ပြီးတော့မှားတဲ့ option တော့ဖြစ်လိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးဆိုတော့16တန်းဆိုတာမျိုးကငင်းလို့မကောင်းဘူးပြဒါပြင်နီယူကာဆယ်ရဲ့ဘက်ကလည်းရူမီနီဘက်ကိုစိတ်ဝင်စားနေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်အဲ့တော့ရူမီနီဘက်အနေနဲ့လည်းဒီ United ကိုကျွန်တော်ဒါဘယ်လိုပြောရမလဲဒီ အဲ့တော့ယူနိုက်တက်ကိုပြောင်းလာမလားပေါ့နျူကာဆယ်ရဲ့ဘက်ကလည်းလိုချင်နေဆိုတော့ကာဆယ်ကသူပြောင်းမလားပေါ့နော်ဆိုတော့စာရုပ်တရက်ကမကျန်တော့ဘူးအဲဟီလာကလည်းတရက်ကတိုးချင်မှတိုးတော့မှာဇန်နဝါရီမှာဆိုလို့ရှိရင်လည်းလက်လွတ်နိုင်စွမ်းရှိရဲဆိုတော့ကျွန်တော်ထင်ပါတယ်ယူနိုက်တက်ကတော့ကျူးတကယ်ခီရောက်အောင်ကျူးပန်းတင်တယ်လို့ကျွန်တော်ထင်နေပေါ့နော်နောက်တစ်ခုကကျွန်တော်တို့အနေနဲ့ဒီဂျောင်နီဘက်ကလည်းရှိသေးတာဗျာဆိုတော့ဂျောင်နီဘက်တပါလေဂျာဂျောင်ဂူမက်ကလည်းကျွန်တော်ရှိသေးတာဝူပန်ဟန်နဲ့လက်ရှိမှာကစားနေတဲ့ဂျောင်ဂူမက်ကလည်းဟိုဝူကတန်းစင်းမလို့ဖြစ်နေတယ်ဆိုတဲ့အခါကျတော့ ဇန်နဝါရီမှာကျွန်တော်ခေါ်မယ်ဆိုလို့ရှိရင်တန်း40လောက်နဲ့ကျွန်တော်ရနိုင်တယ်တန်း40 50လောက်နဲ့ဆိုတော့ Ruben Neves ကတော့တန်း30တောင်မပြည့်တဲ့ဈေးနဲ့ဆိုတော့ဘယ်လိုဖြည့်ရှင်းလာမလဲပေါ့ကြောင်နီကြောင်ကူမကတော့လက်ရှိပူကောင်းအောင်တော့ပရီးမီးယားလိမှာကျွန်တော်ရဲ့မျက်စိရှိမှနေလောက်ပြနေတယ်ပေါ့နော် Ruben Neves ကတော့မတီကြဘူးပေါ့ဗျာနိုင်ငံပွဲစဉ်လောက်မှာပဲကျွန်တော်မြင်ရတာပေါ့အဲ့တော့ကျွန်တော်ဘယ်သူကိုခေါ်ဖို့ကြိုးပမ်းသွားမလဲပေါ့တေးရတာတစ်ခုကတော့ငွေအများကြီးမတုံးနိုင်တဲ့ဇန်နဝါရီအပြောင်းအရွှေ့လိုကာလာမျိုးမှာအတင်းကငွေကြီးနဲ့ပတ်သက်လို့လေပူကောင်းမယ်ဆိုတဲ့ ကစားမမျိုးကိုခေါ်ဖို့ကြိုးပမ်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်။နော်ညီကလေးညီကလေးဘလူးမင်းညလည်းကျွန်တော်ရူဘီနီဘက်ကိုခေါ်ဖို့ကြိုးပမ်းနေတယ်လို့ထင်ကြလား။ဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။